မင်္ဂလာပါနဲ့ကောင်းကြတလားဒီနေ့ညလေအပေါ်အရှံဆိုရဲခေါင်းစင်းလေးနဲ့ကြည့်ရအောင်သူ့မျက်စိကိုဖြတ်လင်းကိုမျက်စိဖြတ်ခြင်းကိုခံစေသူ့တွားကိုချိုးလင်းကိုတွားချိုးခြင်းကိုခံစေဟုတော့ပင်ရစကားကိုတင်လို့ကြားရပြီငါပင်ရဒီကာသောချက်တော်သူကိုမစီမတတ်နှင်းတင်းဤပါတဖက်ကိုသူရပါပုတ်ခြင်း ဘာတစ်ဖက်ကိုဆက်ရွက်ပေးအောင်လို့တင်းအင်ဂျီကိုယိုလိုရှင်ယူယူလိုရွေးတရားတွေ့တော်သူအားတင်းဝတ်လုံးကိုလည်းယူစေချင်းကအခွင့်ပေးအောင်လို့အချင်းသူဒီတင်းကိုအနိုင်ပြု၍ခရီးတတိုင်းသွားစေသွားစေဤထိုသူနှင့်တကွာနှစ်တိုင်းပွားအောင်လို့တောင်းတော်သူအားပေးလို့ချင်းကားတော်ချေချင်းကားလို့တော်သူလည်း မငင်းမပင်နေလဲဆိုတော့အာဒီနေရာမှာတာမန်လူတူအနေနဲ့ဒီအရာတွေပြည့်စုံစေနိုင်ဖို့ဆိုတာကမလွယ်ဘူးနော်အာတွားအစားတွားမျက်လုံးအစားမျက်လုံးဆိုတာတောင်မှမလွယ်တဲ့ဥစ္စာဖြစ်သွားပြီအခုတော့အဲ့ဒါထက်သာမှလုပ်ရမယ်အဲ့ဒါကြောင့်ခေါင်းစင်တောင်မှကျမကအပူအရှံဆိုပြီးကျမကခေါင်းစင်ပေးထားတာဖြစ်တယ်ခရစ်တော်က ဖာရိရှင်နဲ့ဇာဒုကေရူရဲ့အကျင့်ချက်မလွန်မတာဖြစ်ရနေကောင်းကင်နိုင်ငံတော်တောင်မြင်ရမှာမဟုတ်ဘူးဆိုတော့သူတို့ရတအားပြည့်စုံတဲ့လူတွေဖြစ်တယ်။သူတို့ထက်တာမှလုပ်ဖို့ဆိုတာကဖျားမှပါဘယ်တော့မှမလုပ်နိုင်ဘူး။ဒါမဲ့ကျွန်တော်ကျမတို့အတွက်ခရစ်တော်ကသင်ရှင်းသောဝိညာဉ်တော်တော့သူရဲ့ဝိညာဉ်ကိုကျမတို့မဆပ်ဖို့ ဆယ်လွတ်တော်မူတဲ့အတွက်ကြောင့်တန်ရှင်တော်ဝိညာဉ်တွေတော်ရဲ့မဆာချင်းအပြင်ပဲဒီအရာဒီဟာတမ်းနိုင်မှာဖြစ်တယ်နော်ကျမပြောသလိုလူဇာတိအပြင်တော့ဇာတိခွန်အားအပြင်တော့လုံးဝမဖြစ်နိုင်အဲ့ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ရဲ့မဆာချင်းကိုတောင်းခံတဲ့အခါကျမှပဲအခုကျန်းစာကကျွန်တော်ကျမတို့ကိုပြည့်စုံစေတဲ့အရာကိုကျမတို့လုပ်နိုင်သွားမှာဖြစ်တယ် ဲ့လိုဆိုတဲ့အခါမှာခရစ်တော်ကိုတော်တိုင်းလည်းသူလုပ်ခဲ့ပြီးတော့ဆိုတော့တန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအလုပ်လုပ်တဲ့အခါမှာယန္တူကျွန်တော်တို့ဘလောက်ပဲသူပေါ်စိတ်ဆိုးစိတ်ဆိုးကျွန်တော်တို့ကခွင့်ထွက်နိုင်တယ်ပြီးရင်ကျွန်တော်တို့အမြဲတမ်းပြင်ထားတဲ့လူတွေကိုဘလောက်ပဲနာကျင်နာကျင်ကျွန်တော်တို့ကခွင့်ထွက်နိုင်တယ်ပြီးရင်ခရစ်တော်ကိုတော်တိုင်းယန္တူကိုကောင်းကြီးပေးခဲ့တယ်လို့ကျွန်တော်တို့ကသူ့ကိုခွင့်လွှတ်ယုံ တမဲတဲ့မဟုတ်ပင်နဲ့ခွန်းခွန်းမဲမိတာထားမဲကောင်းကြီးပေးရမယ်ဒါမှလည်းကျမတို့ကဖယားခင်ရဲ့မျက်နှာတရမှာဖြစ်တယ်ဆိုတဲ့အခါမှာတန်ရှင်တဲ့ဝိညာဉ်တော်ရဲ့မဆာချင်းကိုတောင်းခံကြဆုအလိုတော်ရှိတဲ့အခါပြန်ပြည့်ကြမယ်ကျေးဇူးများပြင်မယ်ဘိုင်ဘိုင်